ားလုံးပဲမင်္ဂလာပါ open.education မြန်မာ youtube channel မှာကြိုဆိုလိုက်ပါတယ်ယနေ့အခြေခံပုံစံနံပါတ်10ပေါ့ဒီ adobe illustrator မှာမြန်မာစာ ရိုက်တဲ့အချိန်မှာပေါ်လာတဲ့မြန်မာစာမမှန်တာလေးပေါ့ဒီမှာပြည်တော်စု font ကို ယူပြီးတော့နမူနာလောက်ပြမှာဖြစ်ပါတယ်အဲပြည်တော်စု font ပေါ့ဒီကတော့မြန်မာလိုရိုက်ထားတာ ဒီပေါ်မှာတော့ဒီလိုမျိုးပေါ့ PYI ပြီးတော့ Su Fong ဆိုပြီးတော့ဒီ English လုံးနေနဲ့ပေါ်မှာပါရွေးတဲ့အချိန်မှာဒီမြန်မာစာကိုသွားရှာမိမှာဆိုလို့ဒီ Adobe Illustrator မှာ setting တစ်ခုသွားပြီးတော့ချိန်ရမှာပေါ့เนาะအဲ့ဒါကိုသွားပြီးတော့သူ့မြန်မာစာဖောင်းရိုက်မယ်အဲမြန်မာစာကို edit address ဆိုလို့ရှိရင် ဒီ edit ကိုသွားရမယ်ပြီးရင် prefresh မှာသွားရမယ်ပြီးလို့ရှိရင်အဲ့ဒီမှာ type ကိုရွေးမယ်အဲ့ဒီထဲမှာရှိတဲ့ဒီ show in this option ဆိုတာလေးကို tick လုပ်လိုက်လို့ရှိရင်မြန်မာစာ format တာဖြစ်သွားပါမယ် illustrator ကိုဖွင့်လိုက်ပါပြီเนาะကဲဟုတ်ပြီဒီမှာ illustrator အခုအရင်ဆုံးဒီ t ဆိုတာကစာရိုက်မယ် text ပေါ့เนาะစာရိုက်မယ်လို့ပြောတာဒီ t လေးကိုရွေးလိုက်မယ်ပြီးလို့ရှိရင်ဒီနောက်မှာရိုက်မယ်ပေါ့အဲ့ဒါဆိုရင်ဒီနောက်မှာ လေးတော့အကွက်လေးပေါ့ဒီအကွက်လောက်မှာပဲရိုက်မယ်ပေါ့ရပါတယ်အဲ့ဒါဆိုပြောလိုက်ပြီဆိုတော့သူကဒီမှာအရင်ဦးဆုံးရွေးထားတယ်ဒီ form ပေါ့အရင်ဦးဆုံးရွေးထားတယ်ဒီမှာ form ကရတယ်ဒီမှာ o english test ပါတာ form ရွေးထားတယ်ပြီးလို့ရှိရင်ဒါဟောပေါ့အင်္ဂလိပ်စာရိုက်မယ်အင်္ဂလိပ်စာရိုက်နေတဲ့ဘောပေါ့အဲ့ဆိုဒီမှာဒီ open door education မြန်မာလေးကိုရိုက်ပြပါမယ်ဒါမဆန်တဲ့ခါကျတော့ဒီဘက်ခုကဖြစ်သွားတယ်ပေါ့ selection tool လေးနဲ့ဒီမှာပေါ်လာရဲဆိုရင်ဒီမှာဘဲညာများလေးပေါ်ရင်ဒါလေးကို mouse ရဲ့ left click နဲ့ဖိပြီးတော့ဆွဲလိုက်ပါကိုလိုချင်တဲ့ view ဆားရသွားပြီเนาะအဲဟုတ်ပြီထပ်ပြီးတော့ဒီ font တွေမတူတာကိုရှင်းပြမလို့เนาะအဲဒါဆိုလို့ရှိရင်ဒါကိုပဲထပ်ပြီးတော့ copy ပွားလိုက်ပါမယ် control c control v ပွားလိုက်ပြီသုံးခုတော့ပဲရှင်းပြီးတော့ပြပြလိုက်မယ်เนาะသုံးခုတော့သုံးမျိုးစုရပါကျန်တာကတော့ကောက်ကိုစမ်းကြည့်လိုက်ပါဒါကတော့ o english test ကိုယူထားတာပေါ့အဲဒီဟာကိုဒီထက်စလုံးရဲ့ font လို့ခေါ်တာပေါ့နော်ဒီ font f o n t font အဲ့ဒါလေးကိုပြောင်းမယ်ပြောင်းဆိုဒါကိုအရင်ရွေးမယ်ကိုပြောင်းနေတဲ့နေရာကိုအရင်ဒီဟာလေးကို selection do ယူမယ်ပြီးလို့ရှိရင်ဒါလေးကို mouse ရဲ့ left click နဲ့တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ဒီနားလေးမှာ character ရဲ့ဒီအောက်မှာ font ပြောင်းတာတွေရှိပါတယ်သတိထားမိလားအဲ့ဒါပြောင်းသွားပြီအဲ့ဒီ mouse ရဲ့တချို့ကဆိုဒီဟို roll လေးပါအဲ့ဆိုရင်ဘိန်းလုံးလေးလှည့်လိုက်လို့လည်းရတယ်အလဲရဘိန်းလုံးလေးကိုသွားခြင်းနဲ့ကိုကြိုက်တာပေါ့အဲ့ထားပါတော့ဒါလေးစီကာနံပါတ်တော့မသိတော့ဟောဗိဒါနောက်တစ်ခုရှင်းပြမလို့ဟိုဒါ you ဒီ area sanctuary နဲ့ဒါ and လိုမျိုးလဲဆိုရင် Bradley Hand နဲ့ လက်နဲ့ရေးတဲ့ပုံစံလေးပေါ့ဒါလေးကိုနည်းနည်းလေးဟိုပါပေါ့ဒီဒါရောက်ကူလာပဲရှိဟုတ်ပြီဒါဆိုရင်ဒီအင်္ဂလိပ်စာမှာဒီလိုမျိုးဖောင်ပြောင်းသွားသေးတာပဲเนาะဟုတ်ပြီအခုမြန်မာစာရိုက်မယ်မြန်မာစာအဲ့အဲ့ထုံနည်း၎င်းပါပဲဒီ test ဆိုတဲ့ test 2လေးကိုရွေးမယ်ဒီမှာ click တစ်ချက်နေမယ်ဟုတ်ပြီဒီမှာတော့အရင်တစ်ခေါက်ကရွေးခဲ့တဲ့ဒီဟာပေါ့ Bradley Hand ဆိုတဲ့ဒီဖောင်လေးကိုဖြစ်နေတယ် ဲ့ဒီမှာကိုကမြန်မာစာရိုက်မှာဖြစ်တဲ့တွေဒီနက်မှာမြန်မာစာကိုအရင်ရွေးရပါမယ်မြန်မာလိုရိုက်မယ်ပြီးရင်ဒီ font မှာပြည်တော်စု font ကိုအရင်ရွေးလိုက်ပါမယ်ဒီမှာပြည်တော်စု font ရွေးလိုက်မယ်ပြီးပြီးဒီမှာရိုက်လိုက်မယ်ပေါ့နော်ဒါတောင်တက်လို့ရိုက်တာအဲဒီဒီတောင်မှာဒီမှာကြည့်ဒီတဝေထိုးဒီတဝေထိုးတာဝန်မူရေးချာငါတာတောင်းမြဒီတဝေထိုးကဒီဘက်ကိုရောက်လာတယ်စလုံးပေါ်တာမမှန်ဘူးပေါ့ အဲမကြီးနေမင်းနေမင်းပေါ့နော်အဲအဲနေမင်းပေါ့အဲတောင်းတက်နေတော့နေမင်းကြီးရေးနေတာထားလိုက်ပါတော့နေမင်းဒီမှာနေရလဲဒီမှာကြီးတဝေတို့ကဒီဘက်ကိုရောက်နေကြီးပေါ့အဲအဲ့လိုမျိုးပေါ့အဲအဲ့လိုမျိုးရိုက်ချင်တာတောင်းတက်နေတော့နေမင်းကြီးပေါ့အဲ့ကြတော့ဒီမှာစလုံးလေးကမမှန်ဘူးဟုတ်ပြီအဲ့ဒီတော့ဒါကို မမှန်တာဖြစ်တဲ့အတွက်ဒါရောမမှန်တဲ့ဟာတွေလည်းမကနထားလိုက်မယ်နော် solution 2ရွေးပြီးလို့ရှိရင်ဒီစလုံးတွေကိုမမှန်တာကိုဒီမှာမှန်မှုတွေဒီပုံစံတိုင်းသွားပြီးတော့ tick လုပ်လိုက်ရမှာပါ edit ကိုသွားမယ်ဒီပုံစံနဲ့အဲ့သွားရခြင်းမမြင်ပါဘူးမမြင်ပါဆိုလို့ဒါလေးကိုဒီဘက်ကိုရွှေ့ထားပေးလိုက်မယ်နော်ဖြည်းဖြည်းလေးပဲသွားနေနော်အရင်မြန်တချို့ကမတိလိုက်ပါဆိုလို့ edit ကိုသွားမယ်သူပြောတဲ့အတိုင်းပဲဒီမှာ edit ဆိုရင် edit ကိုသွားမယ် ပြီးလို့ရှိရင်ဒီမှာ preference ဒီမှာအောက်ဆုံးမှာရှိရဲဒါတစ်ချက်နေမယ်ပြီးလို့ရှိရင်သူပြောတဲ့ဒီမှာ type ရှိတယ်ဒီမှာ type အဲ့ဒီမှာဒီမှာ show um, ဒါဆွဲလို့မရတော့ဘူး။ဒါပေမဲ့ဒီ show in this option ပေါ့ဒါလေးကို click ချက်နေလိုက်ပါ။အဲ့ဒါဆိုလို့ရှိရင် okay ရပါပြီ။အဲပြီးရင်ဒါကိုစမ်းကြည့်လိုက်အောင်နော်။ဒီတိုင်းမဲ့ D ဆိုတဲ့ဟာလေးကိုစလုံးရိုက်မယ်ပေါ့နော်။ D ဆိုတာလေးယူမယ်ပြီးလို့ရှိရင်ဒီနံပါတ်ရိုက်မယ်။ဒီတိုင်းမဲ့ ပြည်တော်စုမှန်ပြီလားမြန်မာစာမှန်ပြီဟုတ်ပြီအဲ့ဒါကြိုက်ကြည့်မယ်သွေထိုးတောင်ဝေရှာငါသာတောင်းတနေဒေါ်အဲနေမင်းဂျီပေါ့အဲတောင်းတက်နေတော့နေမင်းကြီးအဲ့ဒါဆိုရင်သဘောပေါက်ပြီလို့ထင်ပါတယ်ကျန်တဲ့ စမ်းရင်တဲ့စလုံးတွေကိုကော့ကိုစမ်းကြည့်လိုက်ပါဒီပုံဆွဲအခြေခံ10ရာတော့ဒီမှာပဲနားလိုက်ပါဘီ